အဓိကတော့ကွာနွယ်ကသင်ခန်းစာပေးချင်တာပါဟိုနွယ်လေးကိုကြည့်ပြီးတော့ဒီလိုမျိုးအဲဟိုဘယ်လိုပြောရမလဲအမားတွေမလုံးမိကြဘူးစိတ်ပိုင်းဆိုင်ရာကောင်းမှုပေါ့နောက်ဒူသားချင်းချင်းအမုန်းတွေရက်ပြီးတော့အချစ်တွေထားကြဘူးမေတ္တာတရားဘယ်လောက်တန်ဖိုးရှိရဲဆိုတာဘယ်လောက်အေးချမ်းလဲဆိုတာကိုပြချင်တာဒီစကားအဓိက main theme ကလေ တဲ့ကမျှပြီးသွားချင်တာပေါ့။ဒါဆိုဆိုတဲ့အဆိုဘက်ကလာတယ်။တရုတ်ဆောင်လေးကိုယူသွလို့လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့။အဲတစ်ခုလုံးဆိုတဲ့တက်နိုင်ဆုံး manage လုပ်ပြီးတော့အာဒီအသက်နဲ့ခန္ဓာရှိနေသေးတော့စူးစမ်းတော့မှာ။ဒါသူတို့ကတော့မျိုးမျိုးပေါ့။သခြင်းဆိုင်တဲ့လူကသခြင်းကိုအားပေးကြတယ်။ရုပ်ရှင်ဆိုင်တဲ့လူကရုပ်ရှင်ကိုအားပေးကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါအားပေးရဆိုတာနဲ့တင်း ဟိုကအများကြီးကျေးဇူးတင်နေပြီ။ဘာလို့ဆိုတော့ဆုရတော့ဖန်လေးရဲ့ချပြရတဲ့ဥပညာဆိုတာလေဟိုကြည့်ရလူရှိမှအားပေးရလူရှိမှဝေဖန်တဲ့သူရှိမှပဲတိုးတက်တာပါ။အဲ့တော့ဟိုဟိုဘယ်လိုပြောရမလဲတကယ်မေတ္တာစင်မေတ္တာမှန်နေတဲ့အားပေးဝင်ရကြတဲ့ခဏရသားခဏခဏရသမီးတူတူယောက်ချင်းစီတိုင်းအတွက်အများနဲ့ဆိုတော့အကောင်းဆုံးဖြစ်အောင်အခုကိုရှိနေတဲ့ဟာတွေကိုအများကြီးပြုပြင်ပြောင်းလဲပြင်ဆင်စ조사ပြီးတော့အဲနောက်ထပ်အများကြီးအသက်သက်တွေလာဖို့အတွက်လုပ်နေပါတယ်။ဆရာဟိုးရင်ကလေးကရိုက်ခဲ့တဲ့ဒါရိုက်တာဂူရူကြီးပဲဥစား ပြည်သက်တွေရဲ့အစိုက်အစက်တွေကိုဆရာသိတာပေါ့နော်ဒါပေမဲ့လေဒုလောဒုလောဖြစ်အောင်လုပ်တာပေါ့သိရမလားပြည်သက်တွေက so many questions လေခေါင်းထဲမှာအများကြီးသူတို့ကမေးခွန်းတွေထုတ်နေပြီဟာဘယ်လိုလာမှာလဲဆိုတော့ အဲဟိုခက်ခက်မာလေးကိုလည်းဇက်မနာစေချင်ကြတော့ပြည်ရမလားအဲ့ခါကျတော့ဒီဇက်သိန်းလေးမှာတချို့ကလည်းရေးပါတယ်ဟိုအတော်လုံးဒီပေါင်းပြီးတော့ဟိုဇက်ကလေးသိန်းသွားလို့ရှင်ကောင်းမယ်နောက်ဆုံးဥစဉ်မျိုးကြီးရောဒါဆိုတော့အကုန်လုံးပေါ့နော်ဟိုဘယ်လိုပြောရမလဲဆိုတော့ကလေးတွေနဲ့ပေါ့ပျော်ပျော်ပါပါပေါ့နားလည်မှုရသွားတယ်ဇက်ဝင်ကန်းလေးလည်းကောင်းမယ်ဆိုတော့ဟဲ့သူကလည်းအဲ့လိုသူတို့ပြောတော့စဉ်းစားကြည့်မိတယ်အဲ့လိုလေးထဲလိုက်လို့ရှင်လဲဟုတ်တယ်လို့ပုံကောင်းရေကောင်းသွားမှာလို့ဒါပေမဲ့အခုဇက်သိန်းလိုက်တဲ့ဟာလေးလဲဟိုဘယ်လိုပြောရမလဲဇက်ရဲ့အပိတ်ကလေးမှာ စိတ်ချမ်းသာတဲ့စသိန်းလေးတော့ဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ຫນွေမာလား။အော်ဟုတ်တယ်ဒါကတော့လေ true story မှာလည်းဒီတိုင်းပဲရှိမှန်းလည်းတူပါတယ်။ဘာလို့ true story ရဲ့ဟာကိုမြင်ញမ်းမိရိုက်တာဆိုတော့လေဟိုလူတယောက်ကအမြဲတမ်းလည်းမစိုးနိုင်သလိုအမြဲတမ်းလည်းမကောင်းနိုင်ဘူးလေနော်။အဲ့ခါကျတော့ຫນွေဆိုတဲ့ character ကလည်းအရှိမမကောင်းခဲ့ရနေပြီနောက်ပိုင်းမှာသူကတဝေကရပြီကောင်းသွားနိုင်တယ်အဲ့ဒါကိုပြကြင်တာလူစားအမြဲတမ်းမစိုးနေဘူးအမြဲတမ်းမကောင်းနေဘူးတွေကဘာလဲဆိုတော့ လူမပေါင်းလေးချင်းမှာရှိတဲ့လူတွေတိုင်းမှာလုံးဝခွင့်လွတ်လို့မရတဲ့အမားမဟုတ်ဘူးဆိုလို့ရှင်ခွင့်လွတ်ပေးပြီးတော့သူ့ရဲ့ပြုပြင်မှုကိုလက်ခံပေးလိုက်ပါကြိုးစိုးပေးလိုက်ပါဆိုတဲ့အသေးပဲပေါ့နော် ။အော်ဒါဆိုတော့ရိုက်ကူးတဲ့ character တွေဆိုတော့အပြင်မှာလည်းအဲ့လို character တွေလားတဲ့နေရှိရဟာတွေကိုရိုက်ကူးကြတာပဲလေ။ဘဲဘဲ character မဆိုအပြင်နဲ့အထဲနဲ့ဆိုဆက်ဆက်မှုရှိနေတာပဲ။ဟိုဘဲတရုပ်ဆောင်မဆိုလည်းအပြင်ဟာကိုမိញမ်းပြီးတော့မှပြန်ပြီးတော့တရုပ်ပေါ်ကြရတာပဲ။ဆိုတဲ့အခါကျတော့ဒါဆိုဇက်ကောင်တစ်ခုချင်းစီရအောင်ကြည့်ပြီးပြိသက်ကယူတတ်မယ်ဆိုရင်တင်ငန်းစာယူစရာတွေကြီးပဲဒီဘက်ကမှလည်းပြိတက်တွေကပို့ပြီးတော့ဟိုဝေဖန်သုံးသပ်လာနိုင်ကြတယ်အဲ့ဒီပုံမှာဒီဇက်ကောင်တွေတစ်ခုချင်းစီတိုင်းကိုစီးမျောပြီးတော့အဓိကကို့အတွက် သင်ငန်းစာရမယ့်ရာလေးတွေယူပြီးတော့ပေါ့နော်ပြင်သင့်တာတွေပြင်သွားနိုင်တယ်ဆိုရင်ဆွတ်တို့ရိုက်ကူးခဲ့ရတဲ့ပေးချင်တဲ့ message ကထည့်ရောက်ပါတယ်ဒါပေမဲ့ဆုတဲ့အနေနဲ့တော့လဲဆုတဲ့ဒီသရုပ်ဆောင်မှုပိုင်းမှာလဲလိုအပ်ချက်တွေအများကြီးရှိကောင်းရှိနေနိုင်ပါတယ်ရှိနေတဲ့ရာတွေကိုလဲဖြည့်ဆွတ်ပြီးနားလဲပေးကြပါဘညတရကြီးနားလဲပေးကြတဲ့ပရိသတ်တွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အဲ့လို true story တော့မရှိပါဘူးဒါပေမဲ့အရန်ဆိုင်တဲ့ VNN ဇာကားလေးတစ်ခုရှိပါတယ်အဲ့ဒါကိုဟိုဆရာကိုပြောပြထားဘူးလေဆရာဆိုတာဆရာတက်ပေါ့အခုတောင်းမြိုင်တဲ့ driver ကိုအရန်ဆိုင်ခဲ့တဲ့ VNN ကားလေးတကား ။အဲဆိုတော့အဲဟိုအဲ့ဒီကားလေးရဲ့ဟိုဘယ်လိုပြောမလဲဇလန်းချောရိုးကိုလည်းကြိုက်တယ်။အဲ့လိုမျိုးလေးလည်းမြန်မာနိုင်ငံမှာပြင်ရရင်လည်းကောင်းမယ်ဆိုပြောထားဘူးတာတော့ရှိတယ်။အဲဒါပေမဲ့ပြောပေါ့လေဆရာတို့ရိုက်တော့မှပဲတကယ်ရိုက်တယ်ဟုတ်လား။ဆိုတော့သေုပ်ဆောင်ဘူးချင်တဲ့ character ဟုတ်ဆိုတော့ရှေ့ပြည်တန်ဆိုတဲ့ကရိုက်ဖို့လည်းရှိပါတယ်။နောက်အပြင်ဘက်ကနေပြီးတော့ကမ်းလှမ်းထားတဲ့ဇကားတကားလည်းရှိပါတယ်။ series ပါနှစ်ခုလုံးကအဲ့ဒါတော့မရိုက်ဖြစ်သေးဘူး။ရိုက်ဖြစ်တယ်ထွက်လာပြီဆိုလို့ရှိရင်တော့ပြိဿကိုဆိုတဲ့ပြောမှာပါ။နောက်သချင်းလေးလည်းထွက်ဖို့ရှိတယ်။အဲဆိုတော့ကတော့ character မျိုးစုံကိုတော့စူးစမ်းပြီးတော့တယောက်ဆောင်ကြည့်စင်တာပါပဲ။အခုဆိုလို့ရှိရင်ဆိုတော့တယောက်ဆောင်ရဲ့ character လေးရယ်လည်းတစ်ခုနဲ့တစ်ခုမတူဘူးဆိုတော့မတူ क्वे ပြရတဲ့ character တွေနဲ့ပြိဿကိုပြဆက်ချင်တယ်။ โอเคပါဒီနေ့မှာလာရောက်ဝင်ရပေးကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးအများကြီးများကြီးတင်ပါတယ်အဲဆိုတော့လိုဝက်ဆက်လေးတွေလည်းကျေးဇူးနားလည်းပေးပါဆိုတော့ပို့ပြီးတော့ပြင်ဆင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ်လို့လည်းပြောချင်ပါတယ်